စမယ်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ခေလူပါမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာတော့ကျွန်တော်အတံမီစကေးရဲ့ဒိုင်အုပ်စကေးရဲ့နှစ်ခုလုံးကို အသုံးပြုပြီးတော့အတံမီစကေးအသုံးပြုပြီးတော့လမ်းကြောင်းလိုက်ပြမယ်ဒိုင်အုပ်စကေးကိုအသုံးပြုပြီးတော့ကွန်ဒီရှင်တိုက်မယ်ဒီနှစ်ခုကိုကျွန်တော်တို့လုပ်ကြည့်အောင်ပေါ့နော်လမ်းကြောင်းလိုက်တာကဘလို့လိုက်သွားတယ် ကွန်ဒီရှင်ဘာကြောင့်တိုင်းတယ်ကွန်ဒီရှင်တိုင်းတဲ့အဖြစ်ကိုကြည့်ပြီးတော့ကျွန်တော်တို့ဘလို့ဆုံးဖြတ်ချက်ချနိုင်တယ်ခမ်းမန်းနိုင်တယ်ဆိုတော့အရာလေးတွေကိုကျွန်တော်ပြောပြပေးမယ်နော်ဒီတော့မီတာကိုတိုင်းဖို့အတွက်ဒီမှာရှိနေတဲ့အတန်းမီစကေတိုင်းအုပ်စကေရှိတဲ့နေရာကို မီတာဆလက်တာကိုကျွန်တော်ရွှေ့လိုက်ပြီဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တိုင်းဖို့အတွက်ကြတော့ကျွန်တော်မီတာနှစ်ခုကိုဒီလိုမျိုးလေးပူကြည့်လိုက်အတန်းမီမယ်နော် ဒါကအတန်မီစကေးအတွက်နားကနေပြီးတော့အတန်မီတာကိုနားထောင်ရမယ်မျက်စိကဘာကိုကြည့်ရမှာလဲဆိုလို့ရှိရင်မျက်စိကဒီမီတာတိုင်ခွဲမှာပေါ်ပြနေတဲ့ digital ကဏ္ဍတွေကို ကြည့်ရမယ်ဟုတ်ပြီနော်နားကအတန်ကိုနားထောင်မယ်မျက်လုံးကဒီမှာဒိုင်အုပ်စကေးပေါ်ပြမဲ့ digital ကဏ္ဍတွေကို ကြည့်ရမယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ကျွန်တော် စကက်မှာဥပမာလေးတစ်ခုအနေနဲ့ပြမယ်နော်ဒီဖုန်းတစ်လုံးကဒါကျွန်တော်ဖုန်းတစ်ခုကိုပြတဲ့အခါကျတော့မိတ်ဆွေကမိုဒယ်နေနဲ့ဟောင်းတယ်ဘာဖြစ်တယ်ဆိုတာကိုမကြည့်ပါနဲ့ဖုန်းလိုပဲမြင်ပေးပါနော်မော်ဒယ်နေတာပဲဖြစ်ဖြစ်မြင့်တာပဲဖြစ်ဖြစ်ဖွဲ့စည်းတိဆောက်ပုံတွေတိုင်းတာစစ်စစ်ပုံတွေဟာအတူတူဖြစ်လို့ကျွန်တော်ရှိတဲ့ဖုန်းနဲ့ပြနေတာဖြစ်တယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာ speaker ရှိမယ်ပေါ့နော် range speaker ီတော့ဒီ range speaker ဟာနေပြီးတော့ဒီမှာနောက် cover အဖုံးမှာနေပြီးတော့ရှိနေတယ်ဒီတော့ range speaker လမ်းကြောင်းကိုလိုက်တော့မယ်ဆိုလို့ရှိရင်ဒီ range speaker ဒီငုံနှုတ်ခုဒီဘယ်နေရာမှာလာပြီးတော့စားခဲ့ပုံမှာဘယ်နေရာမှာလာပြီးတော့ချိတ်ဆက်မလဲဆိုတာဒီလိုဖုံးကြည့်လိုက်ပါနော်ဒီလိုဖုံးကြည့်လိုက်ဖုန်းကြည့်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ဒီ speaker ငုတ်ဒီဘယ်နေရာမှာလာထိမှာလဲဒီနေရာမှာလာပြီးတော့ထိမှာဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ key point ဒီကျွန်တော်တို့ဒါ speaker အတွက် ကွန်နက်တာငုတ်တယ်ပေါ့နော်ဒါကစပီကာလာချိတ်စင်းမဲ့ကွန်နက်တာငုတ်တယ်ဟုတ်ပြီနော်ဒီတော့ဒီကနေပြီးတော့ကျွန်တော်တို့လမ်းကြောင်းလိုက်ကြည့်မယ်ပေါ့နော်ဒီစပီကာငုတ်ကနေပြီးတော့လမ်းကြောင်းလိုက်ကြည့်မယ်အရင်ဥဆုံးအနေနဲ့ဒီမှာနေပြီးတော့ဒီအောက်မှာရှိနေတဲ့ဒီအပြားလေးတစ်ခုကိုကျွန်တော်တို့စကဲပုံနဲ့ main စကဲပုံနဲ့နေပြီးတော့ချိတ်ဆက်ထားရှင်မရှိဘူးပေါ့နော်ချိတ်ဆက်ထားရှင်မရှိဘူးစကဲပုံနဲ့ ချိတ်ဆက်မထားဘူးဆိုလို့ရှိရင်သူဟာ IC တွေနဲ့ပတ်လန်းတွေနဲ့ပတ်သက်မှုမရှိဘူးပေါ့အဲ့တော့အလွတ်ဖြစ်နေတဲ့အနေအထားမှာဆိုလို့ရှိရင်ကျွန်တော်တို့အတန်မီစကေးဒိုင်အုပ်စကေးအဲ့ဒီမှာဒိုင်အုပ်စကေးနဲ့ကျွန်တော်ကတိုင်းကြည့်မယ်ပေါ့နော်ဒိုင်အုပ်စကေးနဲ့အရင်ဥဆုံးအနေနဲ့ကျွန်တော်တိုင်းတိုင်းပြပေးမယ်ဥမာဒိုင်အုပ်စကေးနဲ့တိုင်းကြည့်မယ်လက်တန်တစ်ဖက်ကို ground ထောက်မယ်ဒီတော့ဒီမှာလေးပဲဒီစကက်ဒီ frame ဟာနေပြီးတော့ ground ပေါ့နော်ဒါဆိုရင်ကျွန်တော်က ground ထောက်ကြည့်လိုက်မယ်နော် တဖက်က ground ထောက်ပြီးတော့ analog dan နဲ့နေပြီးတော့ကိုတိုင်းရှင်တဲ့နေရာကိုတိုင်းမယ်ဒါကို condition တိုင်းနေလို့ခေါ်တယ်ပေါ့နော် condition တိုင်းနေ condition တိုင်းတော့မယ်ဆိုလို့ရှိရင်မီတာကို dan out circuit မှာထားပြီးတော့ led dan အနီကို ground ထောက်မယ်ဟုတ်ပြီနော် led dan အနီကိုတွားပြီးတော့ ground မထောက်ဘူးနော် led dan အနီကို ground မှာထောက်မယ်ပြီးလို့ရှိရင်ကိုတိုင်းလို့တဲ့နေရာကို led dan အနီ led dan နဲ့လိုက်ပြီးတော့တိုင်းမယ်ဟုတ်ပြီနော်ဒီတော့ဒီမှာမီတာဒိုင်ခွင့်မှာကြီးထားလိုက်ပေါ့နော်မီတာဒိုင်ခွင့်မှာ မီတာတိုင်ခွင့်မှာနေပြီးတော့ဒီလိုမျိုးလေးကြည့်လိုက်ပါနော်မီတာတိုင်ခွင့်မှာကျွန်တော်ဒီတိုင်းရှိနေတဲ့အနေအထားမှာဒီငုတ်လေးတွေကိုထောက်ကြည့်တယ်မီတာတိုင်ခွင့်မှာဘာမှမပြဘူးနော်ဘာမှမပြဘူးဘာမှဆက်ဆက်မှုမရှိဘူးဆိုတဲ့ဟာကိုပြတယ်ဒီလိုမျိုးလေးထောက်ကြည့်တဲ့အချိန်မှာဘာမှဆက်သွယ်မှုမရှိဘူးဆက်သွယ်မှုမရှိတဲ့အတွက်ကြောင့်သူ့ရဲ့မီတာ digital တိုင်ခွင့်မှာပြောင်းလဲမှုဘာမှမရှိဘူး0 error ပြနေတဲ့အတိုင်းဒါကနေပြီးတော့0 error ပဲဖြစ်နေတယ်เนาะ ဘာမှပြောင်းလဲသွားခြင်းမရှိဘူးမိသားကလည်းအတန်မမီဘူးเนาะမိသားကလည်းအတန်မမီဘူးဒါကဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကအလွတ်ဖြစ်နေတဲ့အတွက်ကြောင့်အလွတ်ဆိုတာကိုစာလို့ပြောလို့ရှိရင်တော့ NC ပေါ့เนาะဒါကအလွတ်ဖြစ်နေတဲ့သဘော NC ဖြစ်နေတဲ့သဘောဒါတော့စာကဲဘုံမှာကျွန်တော်တို့တိုင်တာတဲ့အခါမှာလည်းပဲ NC NC လို့ပြောတာဒီဒါ no condition ဆိုတာဆက်ဆံမှုမရှိအလွတ်ဖြစ်နေတဲ့သဘောဆိုလို့ရှိရင်မီတာမှာဘယ်လိုပြမလဲ0 error ပဲပြနိုင်မယ်ဘာမှ ြမှာမဟုတ်ဘူးဒါကအဆက်အသွယ်မရှိတဲ့သဘောပေါ့နော်ဒါတော့တစ်ခုခုနဲ့ဆက်သွယ်မှုရှိလာပြီး IC တွေနဲ့ပတ်သက်မှုရှိလာပြီးဒီလမ်းကြောင်းတစ်ခုက IC တွေနဲ့ဆက်သွယ်မှုရှိလာပြီးဆိုလို့ရှိရင်ဒီလိုတိုင်းကြည့်လိုက်တဲ့အခါမှာဒီမှာဒီကြည့်တဲ့ကဏ္ဍတွေပြမယ်အဲ့ဒါကိုဒန်အုပ်စကေးပြတယ်ကွန်ဒီရှင်ပြတယ်လို့ကျွန်တော်တို့သုံးတာပေါ့နော် ဲ့လိုမျိုး condition ပြတာဆိုလို့ရှိရင်ဗာလဲဒီ plan တစ်ခုဟာထိတ်ဆဲမှုဆက်သွင်းမှုရှိနေတယ်တခုခုနဲ့ပတ်သက်မှုရှိနေတယ်ဘာမှမပြဘူးဆိုရင်တော့ဒီ plan တစ်ခုဟာပြတ်တောက်နေတယ်ဘာနဲ့မှအဆက်ဆက်မရှိတော့ဘူးဆိုတာဟာကိုသိရမယ်အဲ့လိုမျိုးပလန်ပြတ်တောက်နေတဲ့အခါမျိုးမှာဆိုမှကျွန်တော်တို့အတန်မြင်စကိန်းနဲ့နေပြီးတော့သူဒီဘာတွေနဲ့ချိတ်ဆက်ပြီးတော့ဘလို့အလုပ်လုပ်နေတယ်လဲဆိုတာကိုပလန်တစ်ခါပြန်ပြီးတော့လိုက်ရတာပေါ့နော်ဒါကအတန်မြင်ဟိုဒိုင်အုပ်စကိန်းနဲ့ကွန်ဒီရှင်ဆိုတဲ့ သဘောတရားကိုအနည်းချင်းပြောပြခြင်းဖြစ်တယ်။ဒါတော့ဒီမှာအတန်မီစကဲကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီငုတ်ကနေပြီးတော့ဒါပန်လန်လိုက်ကြည့်မယ်ပေါ့နော်။ဒီငုတ်နဲ့ဒီငုတ်မှာဘေကောင်နဲ့ဘေကောင်ကလမ်းကြောင်းတစ်ခုတည်းဖြစ်တယ်လဲဆိုတာကိုသိချင်တယ်ဆိုရင်ဒီမှာလက်တန်တစ်ဖက်ကိုဒီမှာထောက်ထောက်ထားလိုက်မယ်။ပြီးရင်ဒီမှာရှိတဲ့ key point တွေကိုကျွန်တော်ဒီလိုလေးတိုင်ကြည့်မယ်ပေါ့နော်။ဒီလိုလေးတိုင်ကြည့်မယ်ဒီ key point နဲ့တိုင်ကြည့်မယ်။ဟောဒီ key point ကိုထောက်ထောက်ကြည့်တယ်။ဒီဘက်မှာလက်တန်တစ်ဖက်ထောက်ပြီးတော့ဒီဘက် key point ကိုထောက်ကြည့်မယ်။ နော်ဒီလိုမျိုးလည်းထောက်ကြည့်မယ်ဒီလိုမျိုးလည်းထောက်ကြည့်မယ်သူ့ရဲ့ point တွေကိုလိုက်ပြီးတော့ထောက်တာပေါ့နော် point တွေကိုလိုက်ပြီးတော့ထောက်မယ်ဒါတော့ဒီဘက်မှာလက်တန်းထောက်ပြီးတော့ဒီဘက် point ကိုထောက်လိုက်တဲ့အခါမှာဒီကောင်နဲ့ဒီကောင်မှာအတန်မီတယ်ဆိုလို့ရှိရင်ဘယ်လိုသိရတာတော့ဒီကောင်နဲ့ဒီကောင်ဒီလမ်းကြောင်းတစ်ခုတည်းပေါ့နော် လမ်းကြောင်းတဆဲ့တည်းဖြစ်တဲ့ point ဒီခြားနားနေပေမဲ့လို့ဒီ point မှာပဲဖြစ်ဖြစ်ဒီ point မှာပဲဖြစ်ဖြစ် speaker ငုတ်ထောက်လာလို့ရှိရင်အလုတ်ဖြစ်တယ်ပေါ့နော်ဒီကောင်နဲ့ဒီကောင်ကလမ်းကြောင်းတစ်ခုတည်းပဲဟုတ်ပြီဒီကောင်နဲ့ကြတော့ဒီ point ကထောက်ပြီးတော့ဒီ point ကိုထောက်ကြည့်လိုက်တဲ့အခါကျတော့အတန်မမြင်ဘူးဒီ point ကိုထောက်ကြည့်လိုက်ရင်လည်းအတန်မမြင်ဘူးဒါဆိုလို့ရှိရင်ဒီ point နဲ့ဒီ point ကတခြားစီပေါ့နော် ဒီ point နဲ့ဒီ point တွေကလမ်းကြောင်းတစ်ခုတည်းဖြစ်ပေမဲ့လို့ဒီ point ကြတော့လမ်းကြောင်းမတူတော့ဘူးဆိုတာကိုသိရမယ်။ဟုတ်ပြီ။ဒါဆိုရင်ဒီဘက် point ကကြတော့ဘာနဲ့ဆက်ဆံမှုရှိတယ်လဲဆိုတာကိုသိရှင်တယ်။ဒီဘက် point မှာလက်တန်တစ်ဖက်ထောက်ပြီးတော့ဒီဘက် point ကိုထောက်ကြည့်လိုက်မယ်။ဒီကောင်နဲ့ဒီကောင်မှာအတန်မီတယ်ဆိုလို့ရှိရင်ဒီ point နဲ့ဒီ point တွေပါလေလမ်းကြောင်းတစ်ခုတည်းဖြစ်တယ်ဆိုတာကိုသိရမယ်။ဟုတ်ပြီနော်။ပြီးလို့ရှိရင်ဒီဘက်အနားလေးမှာဒီမှာဒီမှာပေါ့နော်ဒီမှာ resistor 0R zero ohm resistor နှလုံးရှိတယ်ပေါ့နော်ဒီဘက်အနားလေးမှာဒီတော့ဒီ zero ohm resistor နှလုံးကတော့ဒီကောင်တင်နဲ့ဆက်စပ်မှုရှိသလားအဲ့ဒါကိုသိရှင်တယ်ကျွန်တော်တို့ဒီမှာငုတ်တစ်ဖက်ထောက်ပြီးတော့ဒီမှာရှိတဲ့ point တစ်ခုကိုဒီငုတ်တစ်ခုကိုထောက်ကြည့်လိုက်ပေါ့နော်ဆက်စပ်မှုရှိလားဒီလိုမျိုးလဲတိုင်းကြည့်မယ်နော်အော်ဒီမှာဒီကောင်ကဒီလိုမျိုးလဲတိုင်းကြည့်တယ်ဒီဘက် point မှာလက်တန်တစ်ဖက်ထောက်ပြီးတော့ဒီက zero ohm resistor လေးကိုကျွန်တော်တန်းကြည့်လိုက်တဲ့အချိန်မှာဒီကောင်နဲ့အတန်းမီတယ်ဆိုလို့ရှိရင်ဒီက zero ohm resistor တလုံးဒီဒီကောင်နဲ့လမ်းကြောင်းတစ်ခုတည်းဖြစ်တဲ့သူ့ရဲ့လမ်းကြောင်းမှာခံထားတဲ့ zero ohm resistor ဆိုတာကိုသိရတယ်ပေါ့နော်ပြီးရင်ဒီဘက် point မှာထောက်ပြီးတော့ဒီဘက်က resistor လေးကိုကျွန်တော်ထောက်ကြည့်လိုက်ဒီဘက်ကိုထောက်ကြည့်လိုက်တဲ့အခါကျတော့လည်းအတန်းမီတယ်ဆိုလို့ရှိရင်ဒီ point နဲ့ဒီကောင်ဒီလမ်းကြောင်းတစ်စိတ်တည်းဖြစ်တယ်ဆိုတာကိုသိရတာပေါ့နော် အဲ့လိုမျိုးလဲမှတ်မယ်ဒါကလမ်းကြောင်းလိုက်တဲ့သဘောတရားပေါ့နော်ဒီ point ကနေပြီးတော့ဒီကောင်ထောက်တော့အတန်ပြီးတယ်ဆိုရင်ဒီကောင်နဲ့ဒီကောင်ဒီလမ်းကြောင်းတစ်ခုတည်းအဲ့တော့အတန်မမီဘူးဆိုလို့ရှိရင်လမ်းကြောင်းပြတ်တောက်နေတာပြတ်တောက်နေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဂျမ်ပါလုတ်ပေးရမယ်ဆိုတာကိုသိမယ်။ဟုတ်ပြီနော်။ဒါတော့ဒီကနေပြီးတော့ဒီ point ကနေပြီးတော့ဒီကောင်ဒီစာကေပုတ်တို့သွားဖို့အတွက်ဘယ်လိုပုံစံမျိုးနဲ့သွားထားတယ်လဲသိချင်တယ်။သူ့ရဲ့တနေရာမှာနေပြီးတော့ငုတ်ကိုထောက်ပြီးတော့ဒီဘက်မှာ K point ၄ခုရှိတယ်နော်။ဒီမှာ point ၄ခုဒီမှာ point ၄ခုရှိတယ်။ ဘေးပွိုင်းကိုသွားထားတယ်လေဘေးလမ်းကြောင်းကိုသွားထားတယ်လေဆိုတာကိုသိရှင်တယ်ဘာနဲ့တစ်ဆယ်တည်းဖြစ်တယ်လေဆိုတာကိုသိရှင်တယ်ထပ်ပြီးတော့တန်းကြည့်မယ်ဒီမှာပေါ့နော်ဒေကောင်ကနေပြီးတော့ထောက်တန်းကြည့်တယ်ဒီမှာ point လေးတွေကိုထောက်ကြည့်မယ်ဒီမှာ the point ထောက်မယ်ဒီမှာ the point ထောက်မယ်ဒီမှာထောက်ကြည့်မယ်ဒီမှာထောက်ကြည့်မယ်ဟောဒီကလည်းတန်တစ်ဖက်ထောက်ပြီးတော့ဒီမှာထောက်တန်းကြည့်လိုက်တဲ့အခါမှာအတန်ပြီးတယ်ဆိုလို့ရှိရင်ဒီက point နဲ့ဒီက point ဒီဘာဖြစ်တာလဲ wire ကြိုးနဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းတစ်ဆယ်တည်းဖြစ်တယ်ဆိုတာကိုသိရမယ်ဒီ point နဲ့ဒီ point ဒီလမ်းကြောင်းတစ်ဆယ်တည်းဖြစ်မယ်ဟုတ်ပြီဒီ point ကို ဒီကောင်နဲ့တိုင်ကြည့်လိုက်မယ်အတန်မီတယ်ဆိုရင်ဒီ point နဲ့ဒီ point ဒီလမ်းကြောင်းတစ်ဆယ်တည်းဖြစ်တယ်ဆိုတာကိုသိရမယ်ဟုတ်ပြီနော်တကယ်လို့ဒီလိုတိုင်ကြည့်လိုက်တဲ့အခါမှာဒီ point နဲ့ဒီ point ကြားမှာအတန်မမီဘူးဆိုလို့ရှိရင်ဘာဖြစ်နေလာတော့ဒီကောင်နဲ့ဒီကောင်ကြားမှာပက်လန်ပြတ်တောက်နေတာဒါဆိုလို့ရှိရင် speaker အလုံးလုံးမှာမဟုတ်ဘူးဘာကြောင့်ဘာကြောင့်လဲဆိုလို့ရှိရင်လမ်းကြောင်းပြတ်တောက်နေတာမို့လို့ ူကဒီကနေပြီးတော့ speaker လာထိပ်ပြီးတော့မှဒီကတစ်ဆင့်ပန်လန်းဟာ IC ကိုတွားပြီးတော့မှအလုံးလုံးမှဖြစ်တဲ့အတွက်ကြောင့်ဒီကောင်နဲ့ဒီကောင်ကျမှပန်လန်းပြတ်တောက်နေလို့ရှိရင်လည်းပဲ speaker ဘလောက်လေးလေအလုံးလုံးမှမဟုတ်ဘူးအဓိကက speaker ပြတ်တာမဟုတ်ဘဲနဲ့ပါဖြစ်နေတာတော့ဒီပန်လန်းပြတ်တောက်နေတဲ့အတွက်ကြောင့်ဖြစ်တာဒါကြောင့်မလို့ပန်လန်းကိုဒီတိုင်းလေလိုက်သွားတာပေါ့နော်ဟုတ်ပြီဒီကနေပြီးတော့ ဒီသူ့ရဲ့ပန်းလမ်းမှာဒီ point နဲ့ဒီ point ဒီ10တဲဖြစ်တယ်ဒီ point နဲ့ဒီ point ဒီ10တဲဖြစ်တယ်သူ့ရဲ့လမ်းကြောင်းမှာနေပြီးတော့ zero ohm resistor လမ်းမှာဒီလိုခံထားတယ်ဒီကနေပြီးတော့မှ10သူ့ဒီစားခဲ့ဘုတ်ကိုတက်ဖို့အတွက်ဒီ point ကနေပြီးတော့ဒီလိုပန်းလမ်းဆက်သွေထားတယ်ဒီ point ကမှ10သူကစားခဲ့ဘုတ်ကိုတွားမှာပေါ့နော်ဒါတော့စားခဲ့ဘုတ်ကိုဘယ်လိုတွားထားတယ်လဲတွားမယ်ဒါတော့ စားခဲ့ပုံမှန်နေပြီးတော့သူကကွန်နက်တာဒီကောင်နဲ့ချိတ်ဆက်မဲ့ဒီ key point နဲ့ချိတ်ဆက်မဲ့ကွန်နက်တာကဘာလဲဆိုတာကိုသိရှင်တယ်ကျွန်တော်တို့ဒီဘုတ်ကိုဒီမှာတက်ပြီးတော့ဒီလိုမျိုးလဲထောက်ကြည့်လိုက်တာပေါ့နော်ဒီလိုမျိုးလဲထောက်ကြည့်လိုက်ဘယ် point နဲ့ဘယ် key ငုံနဲ့အဲ့ဒီ point မှာလာထိမလဲဆိုတာကိုသိရမယ်အဲ့ဒီကကြတော့မှကျွန်တော်တို့ဒီမှာနေပြီးတော့အဲ့ဒီ speaker ငုတ်ဒီဘယ်ဟာဖြစ်မလဲဆိုတာကိုထပ်ဆင်းပြီးတော့ရှာရတာပေါ့နော်ဒါတော့ဒီမှာဆိုလို့ရှိရင်ငုတ်က၄ခု1 2 3 4 5ခုတောင်ရှိနေပေါ့နော် ငါငုတ်က၅ခုရှိနေတယ်ဒီတော့ဒီငုတ်၅ခုမှနေပြီးတော့ speaker အတွက်အလုတ်လုံးမဲ့ငုတ်ကဘယ်ငုတ်လဲကျွန်တော်တို့သိရှင်တယ်သိရှင်တဲ့အခါကျတော့ဒီလိုမျိုးလေသူ့ကိုပြန်ပြီးတော့တိုင်းကြည့်တာပေါ့နော်ဒီလိုမျိုးလေတိုင်းကြည့်တယ်အဲဒီလိုမျိုးလေဖုံးကြည့်တယ်ဖုံးကြည့်တဲ့အခါကျတော့အဲ့ဒီငုတ်နှစ်ခုဒီဒီ point မှာလာထိမဲ့ငုတ်နှစ်ခုဒီဘယ်ကောင်ဖြစ်မလဲဆိုတာကိုပြန်ပြီးတော့ကြည့်ကြည့်ရတယ်ကြည့်ကြည့်တဲ့အခါကျတော့ဘယ်ကောင်ဖြစ်တယ်လဲဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ဒီငုတ်နှစ်ခုပေါ့နော် ဒီမှာရှိနေတဲ့ဒီငုတ်ရယ်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 ဟာနေပြီးတော့သူနဲ့လမ်းကြောင်းတစ်ဆက်တည်းရှိနေမဲ့အဲ့ဒီ point မှာလာထိမဲ့ငုံတစ်ခုဆိုတာကိုကျွန်တော်တို့သိရတာပေါ့နော်ဒီ point တစ်ခုဒီငုံတစ်ခုဒီ speaker ငုတ်လမ်းကြောင်းဖြစ်တဲ့နောက်တစ်ခုကတော့ vibrator အတွက်လမ်းကြောင်းဖြစ်တဲ့ဒီဘက်မှာရှိတဲ့ငုတ်ကတော့ဒါက network အတွက်အလုပ်လုပ်ပေးမဲ့ငုတ်ဖြစ်တဲ့အဲ့လိုမျိုးလေသိရတာပေါ့နော်ဟုတ်ပြီအဲ့ဒီခါကျတော့ကျွန်တော်တို့ဒါ speaker ငုတ်ကိုသိပြီစာကဲဘုတ်မှာ ထိမဲ့စားခဲ့ဘုတ်ကိုတွားထားတဲ့စပီကာငုတ်ကိုကျွန်တော်တို့သိရပြီစပီကာငုတ်ကိုသိပြီဆိုလို့ရှိရင်မလုပ်လို့ရလေစပီကာကောင်းမကောင်းစပီကာပက်လန်ဆက်ဆက်မှုရှိမရှိဆိုတာကိုကျွန်တော်တို့ condition တိုင်ကြည့်လို့ရတယ် condition တိုင်ကြည့်မယ်ဆိုရင်မလုပ်မှာတော့မီတာအတန်မီစကေးကို ground ထောက်မယ် ground ဆိုလို့ရှိရင်ဒီမှာရှိတဲ့ tan frame တဲ့ဒီမှာကျင်းငုတ်တဲ့အကုန်လုံးဟာ ground ပဲเนาะဒါကအဆင်ပြေတဲ့တင်နေရာမှာလက်တန်တစ်ဖက်ကို ground ထောက်ပါဆိုလို့ရှိရင်ဒါမှလက်တန်အနီကို ground ထောက်မယ်ပေါ့နော်။ပင်နေရာမှာထောက်မလဲ ground ဖြစ်တဲ့နေရာ၊ကျိတ်တဲ့နေရာမှာထောက်လိုက်ပါ ဟုတ်ပြီနော်ကျွန်တော်ထောက်လိုက်မယ်ဒီမှာမြင်သာအောင်အတွက်သူနဲ့နီးစပ်တဲ့ဒီနေရာလေးမှာ ground ကိုထောက်လိုက်မယ်ဟုတ်ပြီနော်ထောက်လိုက်ပြီးတော့ဒီမှာ speaker ငုတ်ကိုကျွန်တော်လက်တန်အနဲ့နဲ့နေပြီးတော့ condition တိုင်းကြည့်မယ်မီတာတိုင်းခွက်ကိုတစ်ချက်ကြည့်ပါနော်ဒီဘက်ငုတ်ကိုကျွန်တော်တိုင်းကြည့်မယ်ဟောဒီမှာ condition ပြ condition ပြတယ်နော်ဘာပြလုံး0.4 5ဆိုပြီးတော့ပြတယ်၄၃၅ဆိုပြီးတော့ 435ဆိုပြီးတော့ပြတာပေါ့နော်အဲ့ဒါဒီ condition ပြတာပဲ condition ပြတယ်ဆိုလို့ရှိရင်ဒီငုတ်ဒီ speaker အတွက်အလုတ်လုတ်ပေးမယ်ငုတ်ဒီ condition ရှိနေတယ်လမ်းကြောင်းကောင်းနေတယ်လို့ယူဆရတာပေါ့နော်လမ်းကြောင်းဆက်ဆက်မှုရှိနေတယ်သူသွားထားတဲ့ IC တွေနဲ့ချိတ်ဆက်မှုရှိနေတယ်ဆိုတာကိုသိရမယ်တကယ်လို့ဒီလို condition တန်းကြည့်လိုက်လို့ဒီငုတ်မှာတန်းကြည့်လိုက်တဲ့အခါမှာဒီလိုမျိုး condition မပြဘူးဆိုရင်ဘာသိရမှာတော့လမ်းကြောင်းချိတ်ဆက်မှုမရှိတော့ဘူးဒီကောင်ဒီလမ်းကြောင်းပြတ်တောက်နေပြီဆိုတဲ့ဟာကိုသိရမယ် ီတော့ condition ပြခြင်းမပြခြင်းเนี่ยဘာလို့သိရတယ်ဆိုလို့ရှိရင်လမ်းကြောင်းဆက်ဆက်မှုရှိခြင်းမရှိခြင်းဆိုတာကို သိရတယ်မီတာအတန်မီစကိတ်နဲ့ရောမသွားနဲ့เนาะအတန်မီစကိတ်ကဘာလဲလမ်းကြောင်းတစ်ဆက်တည်းဖြစ်တယ်ဆိုတာကိုသိရတာလမ်းကြောင်းတစ်ကြောင်းတည်းလမ်းကြောင်းတစ်ဆက်တည်းဖြစ်တယ်ဆိုတာကိုသိရတာ condition တိုင်းတာကြတော့ဘာလဲလမ်းကြောင်းချိတ်ဆက်မှုရှိသလားဆက်ဆက်မှုရှိသလား ဒါကစခဲ့ပုံမှာနေပြီးတော့ incident နဲ့ချိတ်ဆက်နေတဲ့ပန်းလန်းဟာနေပြီးတော့ချိတ်ဆက်မှုဆက်သွယ်မှုရှိနေတယ်ဆိုတာကိုသိချင်းတဲ့အခါကျတော့ကျွန်တော်တို့ condition တန်းကြည့်လိုက်တယ် condition ပြတယ်ဆိုလို့ရှိရင်ဒီကောင်ဒီဆက်သွယ်မှုရှိနေတယ် condition ဘာမှပြမလာဘူးဆိုလို့ရှိရင်ဒါဆက်သွယ်မှုပြတ်တောက်နေတာလမ်းကြောင်းပြတ်တောက်နေတာပေါ့နော်အဲ့လိုမျိုးလေးသိရတယ်ဒီတော့ speaker ငုတ်ကို condition တိုင်းနေဆိုရင်ကျွန်တော်ကဒီမှာတိုင်းကြည့်လိုက်မယ် speaker ငုတ်တစ်ခုကိုတီးထားပြီး speaker ငုတ်ကိုနေပြီးတော့ကျွန်တော် condition တိုင်းကြည့်လိုက်တယ်။ condition ပြတယ်။၄၃၅ဆိုပြီးတော့ condition ပြတယ်။ ဒီတော့ condition တိုင်းပြီးတော့လက်ကျင့်တဲ့အခါမှာမိတ်ဆွေတို့ကဒီ condition ရဲ့တန်ဖိုးတွေကိုမှတ်ထားဖို့လိုတယ်။ speaker ငုတ်နဲ့ပတ်သက်ပြီးတော့ condition တိုင်းတဲ့အခါမှာ speaker ငုတ်ကနေပြီးတော့ပြတ်တတ်တဲ့ condition တွေဘလောက်တန်ဖိုးပြတ်တတ်တယ်လဲ၊ waveform တွေမှာဘလောက်တန်ဖိုးပြတ်တတ်တယ်လဲ၊ battery ငုတ်ကိုတိုက်မယ်ဆိုရင် battery ငုတ်မှာ condition ဘလောက်ပြတ်တတ်တယ်လဲ၊ touch point ကိုစိတ်မယ်ဆိုလို့ရှိရင် touch point မှာ ဟိုဘောလန်းချောင်းတွေက condition ဘယ်လောက်ပြတတ်တယ်လဲအဲ့ဒါကိုမှတ်ထားခြင်းအပြင်မိတ်ဆွေတို့အတွက်ဖုံးပြင်းတဲ့အခါမှာအများကြီးအကျိုးရှိမှာပေါ့နော်ကိုဘင်းနေရာကိုပဲလိုက်လိုက်ဘဲလိုက်ပိုင်းကိုပဲလိုက်လိုက်ချာဂျင်ပိုင်းကိုပဲလိုက်လိုက်တက်ရှ်ပိုင်းကိုပဲလိုက်လိုက်ကင်မရာပိုင်းကိုပဲလိုက်လိုက်ကိုလိုက်တဲ့နေရာမှာ condition တိုက်ပြီဆိုလို့ရှိရင်အဲ့ဒီ condition တန်ဖိုးလေးကိုစအုပ်နဲ့မှတ်ရမှတ်ထားကိုမှတ်ညာကောင်းလို့ရှိရင်ဥနောက်ထဲမှာမှတ်ထားကင်မရာဘိုင်းမှာဆိုလို့ရှိရင်ဘေးအပိုင်းကို condition တိုက်ကြည့်လို့ရှိရင်သူ့ရဲ့တန်ဖိုးကဘလောက်ပြတတ်တယ်။ Oppo IC ဘိုင်းကိုတိုက်မယ်သူ့ရဲ့ coin ကိုတိုက်ကြည့်တဲ့အခါမှာ condition တန်ဖိုးကဘလောက်ပြတတ်တယ်။ အဲ့ဒါလေးတွေမှတ်ထားခြင်းအပြင်ကျွန်တော်တို့ error တက်နေတဲ့ဖုန်းတလုံးကိုပြုပြင်တဲ့အခါမှာ OD condition ကနေပြီးတော့ပုံမှန်ပြနေကြ condition ကနန်းထက် dial စကဲတန်ဖိုးတဲ့များပြနေတယ်နေကြနေတယ်ဆိုလို့ရှိရင်အဲ့ဒီအနစ်အမြစ်အများအနည်းကိုကြည့်ပြီးတော့ error ကိုခံမှန်းလို့ရတယ်။ဒါကြောင့်တော့ဒီ meter နဲ့နေပြီးတော့ကျွန်တော်တို့အများကြီး link ချင်းပေးဖို့လိုအပ်တာပေါ့နော်။အဲ့ဒါကိုပြောချင်တာ။ဟုတ်ပြီရှင်းနေမှာဆိုလို့ထပ်ပြောမယ်။ဒီမှာ dial စကဲတိုင်းတဲ့အခါမှာ meter လက်တန်အနီကို ground ထောက်မယ်။ ပြန်တဲ့တစ်ဖက်နဲ့လက်တံအနည်းနဲ့နေပြီးတော့တိုင်းရှင်တဲ့နေရာပေါ့ဒီလိုတိုင်းမယ်ပြီးရင်မျက်စိကမီတာ display ကိုကြည့်မယ်ပြတဲ့တန်ဖိုးကိုကြည့်ပါဘလို့ပြလဲ၄၃၅ဆိုပြီးတော့ပြတယ်နောက်တော့ငုတ်ကိုထပ်တိုင်းမယ်ဒီဘက်က speaker ငုတ်ကိုတိုင်းမယ်ဘလို့ပြတော့၄၃၅ဆိုပြီးတော့ပဲပြဒီတော့ speaker ငုတ်တစ်ခုတည်နေပြီးတော့ condition တိုင်းကြည့်ရင်ဘာဖြစ်တော့ တန်ဖို့အတူတူပြတယ်ဆိုတာကို သိရမယ်။တန်ဖို့အတူတူပြတယ်ဆိုတာကို သိရမယ်။ဒီတော့တန်ဖို့ပြတဲ့အတွက်ကြောင့်လမ်းကြောင်းအကောင့်တယ်ဆိုတာကိုသိရတယ်။တန်ဖို့အတူတူပြနေတဲ့အတွက်ကြောင့်သူ့ရဲ့လမ်းကြောင်းနှစ်ခုလုံးမှာ error မရှိဘူးဆိုတာကိုသိရတယ်။ဟုတ်ပြီနော်။ဒီတော့လမ်းကြောင်းဆက်ဆံမှုကိုသိရပြီ။ဒါလမ်းကြောင်းချိတ်ဆက်မှုရှိတယ်။သူပန်လန်ကောင်းနေတယ်လို့ယူဆလို့ရပြီ။အဲ့ဒီခြေကမှဒီမှာ condition ကလည်းအတူတူပြနေတဲ့အတွက်ကြောင့်ဒီပန်လန်မှာ error မရှိဘူးဆိုတာကိုသိရတာပေါ့နော်။ တကယ်လို့များမိတ်ဆွေတို့တိုင်းကြည့်တဲ့အခါမှာဒါဖုန်းအကောင့်တစ်လုံးမှာတိုင်းကြည့်လို့ဒီလိုပြနေတယ် error တက်နေတဲ့ speaker နဲ့ပတ်သက်ပြီးတော့ error တက်နေတဲ့ဖုန်းမှာတိုင်းကြည့်လိုက်တဲ့အခါမှာ condition တန်ဖိုးက90တရာအထိကွာဟမှု ရှိနေတယ်ဒီငုံတစ်ခုတည်နေပြီးတော့ condition တန်ဖိုးမတူဘူးဖြစ်နေတယ်အဲ့ဒါဆိုလို့ရှိရင်ပုံမှန်ပြရမယ်ဥပမာဒီကောင်ကနေပြီးတော့435ပြတယ်ဒီကောင်ကတိုင်းလိုက်တဲ့အခါကျတော့250 230အဲ့လိုမျိုးလေကွာဟနေတယ်ဆိုလို့ရှိရင် ကွာဟနေတဲ့ပန့်လန်းကိုကျွန်တော်တို့ဆက်ပြီးတော့လိုက်ရမယ်ဒီကွာဟနေတဲ့ပန့်လန်းမှာဘာကြောင့် condition ကွာဟနေတာလဲသူ့လမ်းကြောင်းမှာရှိတဲ့ကွိုင်းတွေပြည့်နေတာလား condenser တွေ leakage ဖြစ်နေတာလားအဲ့လိုမျိုးလဲတဆင့်ချင်းဆက်ပြီးတော့ရှာရတာပေါ့နော်ဒါကတော့အခု condition တန်းကြီးလိုက်တဲ့အခါမှာ condition ပုံမှန်ဖြစ်နေတဲ့အတွက်ကြောင့်ပန့်လန်းဆက်ဆက်မှုရှိတယ်ဆိုတာကို သိရတယ် condition ကလည်းအတူတူတန်ဖိုးပြနေတဲ့အတွက်ကြောင့်ပါဝသိရတာတော့ error မရှိဘူးဆိုတာကိုသိရတာပေါ့နော်ဟုတ်ပြီ ီးလို့ရှိရင်ဒီ down circle တိုင်းတဲ့အခါမှာကျွန်တော်ဟောရှေ့ကဗီဒီယိုဖိုင်တစ်ခုမှပြခဲ့တယ်မီတာကဘိုးထွင်းနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လက်တန်အ내ကို ground မှာထောက်ပြီးတော့ဒီအနီလက်တန်နဲ့သာတိုင်းလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ပန်လန်းကိုဘိုးကျွေးတဲ့သဘောမျိုးဖြစ်သွားတဲ့အတွက်ကြောင့် connection တန်ဖို့ကိုရမှာမဟုတ်ဘူးဘိုးနဲ့အလုတ်လုတ်တဲ့အတွက်ကြောင့်မီတာမှာအဲ့ဒီဘိုးကိုစားသုံးတဲ့ဂဏန်းပဲပို့လာမှာပေါ့နော်ကျွန်တော်တိုင်းကြည့်မယ်ဒီမှာလက်တန်အ내ကို ground မှာထောက်မယ်နော် လက်တံအနဲ့ကို ground မှာထောက်ပြီးတော့ဒီ speaker ငုတ်ကိုလက်တံအနီနဲ့နေပြီးတော့တန်းကြည့်မယ်။ဟောတန်းကြည့်လိုက်တဲ့အခါမှာ2သေးလားဒီမှာပြတဲ့ဂဏန်းကိုကြည့်လိုက်ပါ1.558ဆိုပြီးတော့ပြတယ်။ဒါ condition ဂဏန်းမဟုတ်တော့ဘူး။ condition ပြတဲ့စကက်အုံတန်ဖို့မဟုတ်တော့ဘူး။ဘာဖြစ်သွားလဲဆိုလို့ရှိရင်သူ့ကိုဘို့ကျွေးတဲ့အတွက်ကြောင့် dependent အလုပ်လုပ်ဖို့ခိုင်းစေတဲ့ဒီမှာဆွေးအားတစ်ခုခုကိုပြနေတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်။ဒီဘက်ငုတ်ကိုတန်းကြည့်လိုက်ဘလို့ပြတော့1.558ဆိုပြီးတော့ပြတယ်ဒီဘက် ငုတ်ကိုတန်းကြည့်တဲ့အခါမှာလည်းပဲ1.558ဒါကကြတော့ condition တိုင်းတာမဟုတ်တော့ဘူးပေါ့နော်ဘိုးကျွေးပြီးတော့အလုပ်လုပ်ခိုင်းတယ်လို့မျိုးဖြစ်သွားပြီဒါကြောင့်မလို့ condition တိုင်းတဲ့အခါကျတော့မဲဆိုတော့ဘလို့တိုင်းပါတော့လက်တန်အနီကို ground ထောက်မယ်လက်တန်အနဲ့နဲ့နေပြီးတော့တိုင်းမယ်ဟုတ်ပြီနော်အဲ့ဒီတိုင်းတဲ့အခါမှာ condition ပြသလားမပြဘူးလား condition နေနေသလားမနေသလားဆိုတာကိုတစ်ခုနဲ့တစ်ခုနှိုင်းရှင်ပြီးတော့ကြည့်တတ်ရမယ်ပြင်တတ်ရမယ်ဒါကြောင့်မလို့ condition တိုင်းပြီဆိုလို့ရှိရင်ဘေးအပိုင်းကိုပဲတိုင်တိုင်းမဲဆိုတော့ condition တန်ဖို့ကို ်မှတ်သားထားတဲ့အလင့်အကျင့်လုပ်ရမယ်။ဟုတ်ပြီနော်။ condition တိုင်းပြီးလို့ရှိရင်ကျွန်တော်တို့ depend line ကဆက်ဆက်မှုရှိတယ်ဆိုတာကိုသိရပြီ။ဒီတော့ဒီ line ကြောင့်ဒီဘယ်ကိုဆက်သွားတယ်လဲ၊ဘယ် IC ကနေပြီးတော့အလုပ်လုပ်ပေးတယ်လေဆိုတာကိုသိချင်တဲ့အခါကျတော့ဘာနဲ့လိုက်မှလဲဆိုလို့ရှိရင် meter အတန်းမြေစကင်းနဲ့ထပ်ပြီးတော့လိုက်ရမယ်။ဟုတ်ပြီနော်။ဒီတော့ဒီမှာသူ့ရဲ့ power IC ရှိမယ်ပေါ့နော်။ power IC ရှိမယ်။ဒီတော့ဒီ power IC နားမှာထင်ရှားတာကဘာရှိနေလဲဆိုရင်ဒီမှာ coin နှလုံး ရှိနေတာပေါ့နော်ဒီမှာ coin နှလုံးရှိနေမှာနော် coin ဒီတော့ဒီ coin ဟာနေပြီးတော့ဒါစာကဲ့ပုတ်တွေမှာဒီလိုကြည့်လိုက်လို့ရှိရင်ဒီ coin ဟာနေပြီးတော့ speaker coin ဆိုတာ speaker အတွက်အသုံးပြုတဲ့ LB coin ဆိုတာကိုဒါအတွေ့အကြုံရသိရတယ်ဒါကြည့်ပြန်များလို့ရှိရင်မိတ်ဆွေတို့လည်းသိလာမှာပေါ့နော်ဒါ speaker coin ဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေ့ရမယ်ဒါစာကဲ့ပုတ်တိုင်းစာကဲ့ပုတ်တိုင်းလိုလိုမှာဒါတစ်ကြီးရဲ့ sign နဲ့0အာပုံစံမျိုးနဲ့ပါလာလဲရှိရမယ်ဒီလို LB coin အနေအဖြင့်တွေ့ရတာကိုလည်းရှိရမယ်ဒီတော့ ဲ့ဒီ coin ကောင်းမကောင်းကိုကျွန်တော်တို့ဘယ်လိုတိုင်းကြည့်မလဲမီတာအတန်မြေစကိန်းနဲ့ဒီ coin ကိုနေပြီးတော့လက်တန်နဲ့ဖိနေဒီလိုညှက်ပြီးတော့တိုင်းကြည့်လိုက်ပေါ့ဟုတ်တယ်မလား coin ဖိတဲ့အတွက်ကြောင့်ညှက်တိုင်းရပါပြရမှာတော့အတန်မြေရမှာဟုတ်ပြီနော်ဒီဘက်အလုံးကိုညှက်ပြီးတော့တိုင်းကြည့်လိုက်ရင်လည်းအတန်မြေအတန်မြေလဲဆိုရင်ဒီ coin ကောင်းပြီပေါ့ဟုတ်တယ်မလားဒီတော့ဒီကဒီဘက်ကနေပြီးတော့ speaker ငုတ်ကနေပြီးတော့အဲ့ဒီကိုလမ်းကြောင်းဆက်ဆက်မှုရှိမရှိဆိုတာကိုထောက်ပြီးတော့တိုင်းကြည့်လိုက်ဒီမှာလက်တန်တစ်ဖက်ကိုနေပြီးတော့ ဒီမှာ speaker ငုတ်တစ်ခုမှထောက်ထားမယ်နော်လက်တန်တစ်ဖက်ကိုဒီမှာ speaker ငုတ်တစ်ခုမှထောက်လိုက်မယ်နော်ဟိုဘက်ဒီဘက်ဖြစ်နေတော့တိတ်အဆင်မပြေတာမျိုးဖြစ်တယ်ဒီမှာလက်တန်တစ်ဖက်ကိုဒီမှာထောက်ထားလိုက်မယ်နော်ထောက်ထားပြီးတော့အဲ့ဒီ speaker ကွိုင်တော့လမ်းကြောင်းဆက်ဆက်မှုရှိမရှိဆိုတာကိုကျွန်တော်ကထောက်ပြီးတော့ဒီလိုမျိုးလေးတိုက်မှာပါနော်ဟောဒီမှာထောက်တိုင်းကြီးလိုက်လို့ရှိရင်ဒီမှာ speaker ငုတ်နဲ့အဲ့ဒီကွိုင်နဲ့ဆက်ဆက်မှုရှိနေတယ်ဆိုတဲ့ဟာကိုသိရတာပေါ့နော်ဒါလမ်းကြောင်းတက်ဆက်တယ် ချိတ်ဆက်မှုရှိတယ်ဆိုတာကိုသိရတယ်လမ်းကြောင်းကောင်းတယ်လို့ပြောတာပေါ့နော်လမ်းကြောင်းပြတ်တောက်မှုမရှိဘူးတကယ်လို့များဒီမှာတိုင်းကျဲလေးလို့အတန်မမြည်ဘူးလမ်းကြောင်းပြတ်တောက်နေတယ်ဆိုရင်မလုပ်ပါတော့အဲ့ဒီ speaker ငုံနေဒီ speaker ကွိုင်ကုန်နေပြီးတော့တခါတည်းဂျမ်ပါလုတ်ပေးလိုက်မှာပေါ့ဒါကတော့လွေပါတယ်နော်ဟုတ်ပြီနောက်ထပ်တငုတ်ကိုနေပြီးတော့ကျွန်တော်ထောက်ကြည့်မယ်ဒီမှာပေါ့နော်နောက်ထပ်တငုတ်ကိုထောက်မယ်ထောက်ပြီးတော့နောက်ထပ်ကွိုင်တလုံးကိုစပီကာလမ်းကြောင်းကကွိုင်တလုံးကိုထပ်ပြီးတော့တိုင်းကြည့်မယ်နော်အဲနောက်ထပ်ကွိုင်တလုံးကိုတိုင်းကြည့်တဲ့အတန်ပြီးတဲ့ဟုတ်ပြီနော် ဒီမှာတန်းကြည့်လိုက်တဲ့အတန်းပြီးတယ်အတန်းပြီးတယ်ဆိုရင်ဘာဖြစ်နေပါတော့ဒီကောင်နဲ့ဒီကောင်ကလည်းလမ်းကြောင်းကောင်းနေဆိုတာပေါ့တိရတာပေါ့နော်အဲ့လိုမျိုးလေလမ်းကြောင်းလိုက်မယ်ဒီတော့ဒီစပီကာ coin ဒီဘင်းနာမှာရှိနေတယ်လေဒီမှာဒီ power ic ရဲ့အနီးမှာကပ်ပြီးတော့တီရှိနေတဲ့အတွက်ကြောင့် စပီကာကွင်သည်ဒီကောင် IC ရဲ့အနီးမှာတည်ရှိနေတဲ့အတွက်ကြောင့်ဒီဖုန်းမှာဆိုလို့ရှိရင်ဒီစပီကာကိုဘယ်ကမောင်းနေတယ်လဲဘယ်ကထုတ်ပေးတယ်လဲဆိုတာကိုခံမှန်းလို့ရတာကဘာလဲဆိုလို့ရှိရင်ဒီ IC ကနေပြီးတော့မောင်းနေတယ်ဒီ IC ထဲမှာပဲ power amplifier ဒါက အော်ဒီယိုဘိုင်းကိုထည့်သွင်းတိဆောက်ထားတယ်ဆိုတာကိုသိလို့ရတယ်ပေါ့နော်ဒါတဲ့ပို့ပြီးတော့တေချာရှင်တယ်ဘယ်လိုလုပ်မှာတော့ DIC ကိုခွာလိုက်ပေါ့ DIC အောက်မှာပင်အောက်တယ်ရှိတယ်အဲ့ဒီ꽌ကမှတစ်ဆင့် quin ကိုလက်တန်တစ်ဖက်ထောက်ပြီးတော့အဲ့ဒီပင်အောက်ကိုတခုချင်းစီလိုက်ပြီးတော့တိုင်အဲ့ဒီပင်အောက်နဲ့အတန်မီတဲ့ပင်ဒီဒါစပီကာအတွက်အလုပ်လုပ်ပေးမယ်ပင်ဒါကတော့ပို့ပြီးတော့တိကျသွားတာပေါ့နော်ဒီတော့တကယ်လို့များဒီနေရာမှာပေါ့နော်ကျွန်တော်တို့ဒီမှာစပီကာငုတ်ကတိုင်းတဲ့အခါမှာကွန်ဒီရှင်း မရှိဘူးပြတ်တောက်နေတယ်ဆိုလို့ရှိရင်ပြတ်တောက်နေတဲ့အခါမှာကျွန်တော်တို့လမ်းကြောင်းလိုက်ရိုက်လိုက်ကြည့်တယ်ဒီကထောက်ပြီးတော့ဒီကွိုင်းကိုတန်းကြည့်တယ်ဒီကောင်နဲ့ဒီကောင်တော့အတန်မီနေတယ်ဒါပေမဲ့လို့ condition မပြဘူးဆိုလို့ရှိရင်ဒီကွိုင်းမှာလာပြီးတော့တခါ condition ထပ်ပြီးတော့တန်းကြည့်တာပေါ့နော်လက်တန်တစ်ဖက်ကို ground ထောက်ပြီးတော့ဒီ speaker ကွိုင်းမှာနေပြီးတော့မှာထောက်တန်းကြည့်လိုက် condition ပြတဲ့ဟာကိုကြည့်ဘာပြတော့၄၃နှစ်ဆိုပြီးတော့ပြတာပေါ့နော်ဒီမှာ၄၃နှစ် နောက်တစ်ခုကိုတန်းရောလဲ၄၃2ဒါအတူတူပြတယ်ပေါ့နော် condition ပြတယ်ဒီတော့ဒီ speaker coin မှာလဲ condition ပြတယ်ဆိုရင်သူပန်းလန်းကောင်းနေလို့ပေါ့နော်တကယ်လို့များဒီ speaker coin မှာ condition ပြတ်တောက်နေခဲ့မယ်ဆိုလို့ရှိရယ်ဘာဖြစ်မှာတော့ကျွန်တော်တို့ခံမှန်းနေတာကဒီ IC ကိုယ်တိုင်ပြတ်နေတာလားတော့မဟုတ်ဒီ IC နဲ့ဒီ coin ကြားမှာဒီလမ်းကြောင်းကလေးပြတ်နေကြလားဆိုတာကို IC ကိုတခါလှန်ပြီးတော့အဲ့ဒီပင်အောက်နဲ့ဒီကောင်ကိုလမ်းကြောင်းလိုက်ကြည့်ရပြန်တယ်နော် အဲဒီကောင်နဲ့ဒီကောင်ကလမ်းကြောင်းရှိနေပါရဲ့သားနဲ့ condition ပြတ်တောက်နေတာဆိုလို့ရှိရင် IC ပြက်နေတာပေါ့နော်အဲ့လိုမျိုးတဆင့်ချင်း error ကိုလိုက်ပြီးတော့စစ်ဆေးရပါတယ်ခံမှန်းရပါတယ်ဒီတော့ဒီ video ဖိုင်းမှာကျွန်တော်အတန်မီစကင်းနဲ့လမ်းကြောင်းလိုက်တာကိုရောတိုင်းအုပ်စကင်းနဲ့ condition တိုက်တာတဲ့သဘောတရားကိုရောကျွန်တော်ပြောပြသွားတယ်ပေါ့နော် condition တိုက်တယ်ဆိုလို့ရှိရင်ဒီမှာ vetting out ဆိုရင်လည်း vetting out မှာ condition တိုက်ကြည့်မယ်ဆိုရင်ဒီဒီလိုမျိုးတွေပေါ့နော်အမှဒီမှာ vetting out ရှိမယ် ဒီမှာတန်းကြည့်လိုက်ဘယ်ချိန်ကုတ်ကနေပြီးတော့တစ်ဖက်ကအတန်းမီတယ်တစ်ဖက်ကကွန်ဒီရှင်ပြမယ်နော်ဒီမှာငုတ်တစ်ခုကိုတန်းကြည့်လိုက်တယ်တစ်ဖက်ကအတန်းမီတယ်နော်တစ်ဖက်ကအတန်းမီတယ်နောက်တစ်ငုတ်ကိုတန်းကြည့်မယ်နောက်တစ်ငုတ်ကိုတန်းကြည့်တော့ဗာပြတော့ဒီမှာ3 4 3ညဆိုပြီးတော့ကွန်ဒီရှင်ပြ3လေး3ညလောကွန်ဒီရှင်ပြရင်ဒီဘက်ထရီအပေါင်းကုတ်ဒီလေးပဲဒါလမ်းကြောင်းချိတ်ဆဲမှုရှိတယ်ဆိုတာကိုသိရတယ်တကယ်လို့ဒီဘက်ကကွန်ဒီရှင်ပြရမယ့်အစားကွန်ဒီရှင်ပြတ်တောက်နေတယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမှာတော့ ီကောင်ဒီလမ်းကြောင်းပြတ်တောက်နေတာလမ်းကြောင်းပြတ်တောက်နေတဲ့အခါကျတော့ဒါလမ်းကြောင်းတဆင့်ချင်းပြန်ပြီးတော့လိုက်ပြီးတော့စစ်စစ်ရမှာပေါ့နော်ဒီတော့အလေလမ်းကြောင်းတွေကိုလည်းတန်းကြည့်မယ်ဒီမှာဘယ်ထင်ငုတ်ရဲ့အလေလမ်းကြောင်းကိုတစ်ဖက်ကိုတန်းကြည့်လိုက်တဲ့သူ့ရဲ့ condition ဘယ်လောက်ပြတော့9 4 6ဆိုပြီးတော့ပြတယ်နောက်ထပ်ဒီဘက်မှာရှိတဲ့ငုတ်ကိုတန်းကြည့်လိုက်မယ်ဒီဘက်ငုတ်ကြတော့2.1745အဲ့လိုမျိုးလေးပြတယ်ပေါ့နော် နောက်နှစ်ခုပြတဲ့ condition ကမတူဘူးဒါမှမဟုတ် condition တိုင်းကြည့်လိုက်ခြင်းအပြင် condition ပြတယ်ဆိုလို့ရှိရင်လမ်းကြောင်းကောင်းနေတယ်ဆိုတာကိုသိရတယ်ဒါမဲ့လို့အဲ့ဒီပြနေတဲ့ condition ဒီနေသလားများသလားဆိုတာကတော့ကျွန်တော်တို့ socket bot account တစ်ခုကတင်ထားတဲ့ condition တန်ဖိုးကိုတိမှခံမှန်းလို့ရမယ်။သို့မဟုတ်ကျွန်တော်တို့မှတ်သားထားတဲ့ note ရှိမှအဲ့ဒီ condition အနည်းအများကိုတိလို့ရမယ်။အဲ့ဒီခါမှပြန်ပြီးတော့ error ကိုခံမှန်းရတာပေါ့နော်။ ဘုတ်တူဘုတ်တိုင်းတာစစ်စစ်ပြီးတော့ပြုပြင်တယ်ဆိုတာအဲ့လိုမျိုးပေါ့ကျွန်တော်တို့ဘုတ်အကောင်ရှိတယ်ဆိုရင်ဘုတ်အပြည့်တစ်ခုကိုပြုပြင်ဖို့အတွက်ကြတော့ condition တိုင်းကြည့်တယ်ဒီကောင်မှာရှိနေရမယ့် condition ကဒါလောက်ရှိနေပါရဲ့တာနဲ့ပြက်နေတဲ့ error ဖြစ်နေတဲ့ area မှာ condition ကဒီလိုမတူဘူးတအားကြီးကွာဟနေတယ်ဆိုလို့ရှိရင်အဲ့ဒီကွာဟနေတဲ့လမ်းကြောင်းကိုတဆင့်ချင်းလိုက်ပြီးတော့စစ်ဆေးရတယ်ပြုပြင်ရတယ်ဟုတ်ပြီနော်ဗီဒီယိုကအရင်ရှင်းသွားမှာဆိုတော့ file size ကြီးနေရင်အဆင်ပြေပါဘူးနော်ဒီဗီဒီယိုဖိုင်ကိုတော့ဒီမှာပဲ share နိုင်မယ်ဒီလောက်နဲ့ နေနေပါပါနားလည်မဲ့အဆင်ပြေမယ်လို့ယူဆပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်